လီကာရဲ့အကြောင်းဗန္ဓုလစစ်သူကြီးကတော့မန္လိကာနောက်ကောသလမင်းကြီးရဲ့မိဖုရားမန္လိကာလည်းရှိတယ်အဲ့ဒီမန္လိကာမဟုတ်ဘူးဒါကဗန္ဓုလစစ်သူကြီးရဲ့ကတော့မန္လိကာသူကအရိယာပုဂ္ဂိုလ်ကြီးနော်အဲ့ဒီမန္လိကာဟာတနေ့တော့ရှင်သာရိပုတ္တရာအမှုပြုတဲ့တန်ဃာတော်တွေကိုဆွန့်ကပ်တယ်အဲ့လိုဆွန့်ကပ်နေတော့မှအခိုင်းအစီကျွမ်းမတယောက်က ထောပအိုလေးယူလာပြီးတော့ဝေယဝိဆတ်ဆောင်ရွက်ခြင်းပေါ့အဲ့ဒါခြေချောပြီးတော့လဲလဲတဲ့အခါကျတော့အထောပအိုကကွဲရောထောပအိုကွဲတာကိုတွေ့ရမြင်ရတဲ့အခါမှာရှင်သာရိပုတ္တရာကမလိကာကိုစိတ်အနှောင့်အယှက်ဖြစ်မှာဆိုလိုနေမှာပေါ့မလိကာထွေရလေးပါကြံစီစဉ်းစားမနေနဲ့ကွဲတက်တဲ့အရာမျိုးကွဲတာအဲ့လိုတွေးအဲ့လိုမြင်ဒီစကားလေးကလည်းပဲဘုံဘုံကတော့ အသေးစိတ်ကလေးဝေဖန်ကြည့်စေခြင်းနဲ့ပေါ့နော်ထောက်ပါအိုကွဲတာကိုကွဲတတ်တဲ့အရာမို့လို့ကွဲတာလို့မြင်စေခြင်းသာသူကဟုတ်တယ်ကျွတ်တော့အဲ့လိုမမြင်ဘူးကွဲတတ်တဲ့အရာမို့ကွဲတာဆိုတဲ့ရိုးရှင်းတဲ့အဲ့ဒီအမှန်တရားကိုမမြင်ဘူးကျွတ်တော့မြင်တာကဒီကျွမအသုံးမကျလို့ကွဲတာသူလဲလို့သာကွဲရတာသူကောင်းကောင်းယူခဲ့ရင်သူမလဲရင်မကွဲဘူးလို့ပဲကျွတ်တော့အဲ့လိုရုတ်တရက်တော့အဲ့လိုပဲမြင်ပါနော် တကယ်လို့အဲ့ဒါကတံမဏိနဲ့လှုပ်ထားတဲ့အိုးဆိုရင်လဲလေ၊ကွဲမလား။ကွဲပါဘူး။အဲ့လိုတော့ကျွတ်တော့ကဘေးကနေဖောက်ထွက်ပြီးတော့မစင်းသားတတ်ဘူးမမြင်တတ်ဘူး။ဟုတ်လား။ကွဲတတ်တဲ့အရာမျိုးကွဲတာ။ပျက်စီးရမယ့်အရာမျိုးပျက်စီးတာ။ဘာကြောင့်ပျက်စီးတယ်၊ညာကြောင့်ပျက်စီးတယ်လို့အပေါ်ရန်အကြောင်းတရားတွေနဲ့တောင်းတင်းမနေတဲ့ဒီစိတ်ကိုပျက်စီးရမယ့်အရာမျိုးပျက်စီးမှာ။နော်ဒီကျွန်မာလေးချော်ပြီးတော့မလဲလေဒီအိုးလေးကတော့တစ်ချိန်ချိန်မှာကွဲကိုကွဲမှာသူကမြေအိုးလေးကို အဲ့လိုမျိုးရှင်သာရိပုတ္တရာပြောတဲ့အခါမှာမလိကာကသူ့ရင်ဘတ်ကြားမှာထည့်ထားတဲ့ပေစာရွက်ကလေးကိုထုတ်ပြရသေးတယ်။အဲ့ဒီပေစာလေးကစောစောကမှမင်းကြီးတယောက်စီကနေဘရင်မင်းတရားစီကအကြောင်းကြားတဲ့စာ။စာလေးကဘာတွေရေးထားအောင်ဆိုတော့သူ့ရဲ့လင်းယောက်ကြားနဲ့သား32ယောက်လုံးကြံခံရတာ။ဘယ်သူကလုံးကြံတာတော့ဆိုတော့ဘောဓလမင်းကြီးကိုယ်တိုင်ကလုံးကြံတာပဲ။သူတို့ဇလန်းက တော်တော်ရှုပ်ထွေးပါတယ်အဲ့ဒီအကြောင်းလေးပြောနေရင်လူရင်တရားမရောက်ဖဲနေလိမ့်မယ်အဲ့ဒါဘေးကလူတွေရဲ့ဂုံးတိုက်တာကိုယုံပြီးတော့သူ့ရဲ့တငယ်ချင်းအရင်အဲ့ဒါသားတွေပါတခါတည်းဘယ်မှာတပုံထနေတာရှိတယ်အဲ့ဒီကိုသွားပြီးတော့နှိမ်နှင်းရမယ်အမိန်ပေးတယ်ဟိုရောက်တဲ့အခါကျတော့သူ့တက်ကလူတွေလှော့ထတာလေအဲအဲ့ဒီလူတွေကိုတခါတည်းလုံးကြံခံလိုက်တာအဲ့ဒီတည်င်းစကားသူ့စီရောက်နေအဲ့ဒါမန္လိကာအိန္ဒိယမပြတ်တည်ငြိမ်မှုလုံးဝမပြတ်သူဘာလုပ်နေတာတော့ စွန့်ဆက်ကပ်နေတော့အံ့ဩစရာမကောင်းဘူးလားကောင်းပါရဲ့နော်ဒါတာမန်လူတယောက်အနေနဲ့ဆိုလို့ရှိရင်တော့ဘလို့မှတည်ငြိမ်မှုရနိုင်စရာအကြောင်းမရှိတဲ့အတွေ့အကြုံပေါ့နော်အဲဒါမျိုးကြတော့ဘုန်းဘုန်းတို့ကအားကြရမှာ